သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဧပြီလ16ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်ပြီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဖကန့်မြို့နယ်လဝကြီးရွာအနီးတိုက်ပွဲမှာစစ်တပ်ဘက်မှတေဆုံထိခိုက်မှုများပြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်ဖားကန့်မြို့နယ်လဝကြေးရွာအနီးစစ်ကောင်စီတပ်များနဲ့ KIA တပ်များအကြတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးအကြမ်းဖက်စစ်တပ်ဘက်မှတေဆုံထိခိုက်များပြားနေကြောင်း KIA သတင်းအရေးမြစ်ကပြောကြပါတယ်။ဧပြီလ13ရက်နေ့ဧပြီလ14ရက်နေ့နဲ့ယမန်နေ့ဧပြီလ15ရက်နေ့အထိအကြံဖတ်စစ်တပ်နဲ့ပူးပေါင်းအဖွဲ့များကစစ်ကြောင်းထိုးလာတဲ့အတွက် KIA တပ်များနဲ့တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလက်နက်ကြီးပစ်ခတ်မှုများဆက်တိုက်လှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။မနေ့ကဧပြီ15ရက်နေ့ကလဝါတိုက်ပွဲမှာမတာပေါ်သွားကြတဲ့စက္ကစအလောင်းပုံတွေရပါတယ်။အသေးစိတ်အခြေအနေတော့မေးထားတော့မှာပဲ။ရွာကိုတော့စက္ခရီမိရှို့လိုက်တယ်။ စစ်ရေးကတော့တင်းမာနေတော့မယ်။လေရင်တွေလည်းတောက်လျှောက်လာကင်းထောက်နေတာရှိတယ်။သူတို့ဘက်ကစစ်ကြောင်းထိုးတာမရက်သေးဘူးလို့ KIA နဲ့ဆက်ဆက်နေတဲ့သတင်းရင်းမြစ်တအုပ်ကပြောဆိုပါရတယ်။ဖားကန့်မြို့နယ်တိုက်ပွဲမှာစစ်ကောင်စီတပ်များဘက်မှမင်းစေတန့်ပြည်သူစစ်ကပါဝင်တိုက်ခိုက်နေပြီးစစ်တပ်နဲ့ပြည်သူစစ်များထိခိုက်သိမ်းဆုံးမှုများပြားနေကြောင်းသိရှိရပါတယ်။လဝကျေးရွာအနီးလီဒိုလန်တဝိုက်ကိုစစ်ကောင်စီက Jet Fighter နဲ့ဘုံလာကျဲသွားတယ်။တောက်လျှောက်တိုက်ပွဲဖြစ်နေတာ၃ရက်ရှိပြီးဒီမနက်လက်တိုက်ပွဲကတောက်လျှောက်ဖြစ်နေတာ ကာမိုင်းပြူဟာဂုံးကနေလဲလက်နက်ကြီးတွေလန့်ပစ်ကူနေတယ်။လဝဘက်ချမ်းကိုတော့မင်းစီတန့်ပြည်သူစစ်စစ်ကောင်စီပူပေါင်းတပ်ဖွဲ့ကဒရုန်းနဲ့လဲဘုံလိုက်ကျဲတယ်။ KIA ရှိတဲ့ဘက်ကို Jet Fighter နဲ့ဘုံလိုက်ကျဲတယ်။လီဒိုလန်ဖာကန့်မြို့နယ်မှာတိုက်ပွဲတွေတောက်လျှောက်ဖြစ်နေတယ်။ဒီနှစ်ဖက်ထိတွေ့တိုက်ပွဲမှာမင်းစေတန့်ပြည်သူစစ်နဲ့စစ်ကောင်စီအဖွဲ့ကထိခိုက်ကြရှုံးတာတွေများတယ်လို့သတင်းရတယ်လို့ KIA သတင်းအရင်းမြစ်ကပြောဆိုပါတယ်။ အကြံဖတ်စစ်တပ်နဲ့ပူးပေါင်းတပ်ဖွဲ့များလီတိုလန်တဝိုက်ကိုနယ်မြေစိုးမိုးရန်ကြိုးပမ်းနေခြင်းဖြစ်ပြီးဖားကန့်ဘက်ကိုလည်းစစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်း KIA သတင်းအရင်းမြစ်ကပြောဆိုပါရယ်ဒီအပိုင်းဖားကန့်ဘက်ကိုဆိုရင်အင်းတော်ကြီးဘက်ကနေစစ်ကောင်စီနဲ့ပူးပေါင်းစစ်ကြောင်းစစ်ကြောင်းထိုးလာလို့တိုက်ပွဲဖြစ်တာရှိတယ်သူတို့ဘက်က9ရောက်ကြတဲ့တနက်တွေလည်းတိမ့်မိတာရှိတယ် အင်းတော်ကြီးဘက်ကလမ်းကြောင်းနဲ့ဖားကန့်ကတက်လာတဲ့လမ်းကြောင်းမှာနောက်တစ်ခုကမြကြီးနားလဝဖားကန့်လမ်းတကျောမှာသူတို့ကဖားကန့်ကိုတက်လာအောင်စစ်ကြောင်းထိုးနေတာရှိတယ်စစ်ကြောင်းနှစ်ကြောင်းသူတို့လှုပ်ရှားနေတာရှိတယ်လို့ KIA သတင်းအရင်းမြစ်ကပြောဆိုပါတယ်လက်တလုံးမှာအကြံဖတ်စစ်တပ်နဲ့ KIA PDF ပူးပေါင်းတပ်ဖွဲ့များအကြတိုက်ပွဲဆက်လက်ပြင်းထန်ဖြစ်ပွားနေပြီးယနေ့ April 15ရက်နေ့နံနက်10:43မိနစ်မှာလဲတဒါဥမတက်လာတဲ့ Jet Fighter နဲ့ကာမိုင်းမြို့လဝကြီးရွာကိုဘုံများကျဲချသွားကြောင်း KIA သတင်းအရင်းမြစ်ထံမှသိရှိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တကြံအတက်နေမှာစစ်ကောင်စီကကော့ကရိတ်မြို့မြောက်ကမရိုက်ရွာကိုဝိုင်းတွဲလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုကိုဝန်ဆောင်အမျိုးသမီးမနှင်းဦးပွဲချင်းပြီးတေဆုံးသွားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကော့ကရိတ်မြို့မြောက်ကမရိုက်ရွာကိုဝိုင်းတွဲလေရင်နဲ့အကြံဖတ်စစ်တပ်ကဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကိုဝန်ဆောင်အမျိုးသမီးမနှင်းဦးပွဲချင်းပြီးတေဆုံးခဲ့ကြောင်း Mon Liberation Army မှတာဝန်ရှိသူတို့ကပြောဆိုပါရတယ်။ ယနေ့ဧပြီလ16ရက်နေ့မွန်လယ်12:40မိနစ်ခန့်မှာကော်ကရိတ်မြို့မြောက်ကမရိုက်ရွာကိုအကြမ်းဖက်စစ်တပ်ကဝိုင်တွဲလေရင်နဲ့ပုံကျဲခဲ့ပြီးကိုဝန်ဆောင်တဦးသေဆုံးကကလေးများအပါအဝင်ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းအသက်38နှစ်အရွယ်ကိုဝန်ဆောင်မနှင်းဦးကြောဘက်တွင်ထိခိုက်ဒဏ်ရာရရှိကာပွေချင်းပြီးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ ဒါပြင်မြောက်ကမရိုက်ကြီးရွာမှာနေထိုင်တဲ့ဥဖိုးကျော်ဥပန်းသွင်းအသက်9နှစ်အရွယ်တဲပိုးလေးနဲ့အသက်9နှစ်အရွယ်တဲမြတ်နိုးတို့မစိုးရင်ရထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ကောင်မလေးငငယ်လေးကရန်စားတွေလောင်ထားတာအခုတော့တတ်တာပါပြီ။ကျန်တဲ့သူတွေလည်းထိခိုက်ဒဏ်ရာမစိုးရင်ရပါဘူး။တေသွားတဲ့ကိုဝန်ဆောင်အမျိုးသမီးကတော့တရက်နှစ်ရက်နေရင်မွေးတော့မှာပါ။ နေ့စဉ်လာစင်းနဲ့ကိုဝန်တဲ့အမကသုံးနှစ်ကျော်သားလေးကိုပိုက်ထားပေးရင်ကြောကိုဖောက်သွားတာပါအစရိကသုံးနှစ်ကျော်ကလေးကဘာမှမဖြစ်သွားပါဘူးပိုက်ထဲကကလေးကလည်းအသက်မရှင်ပါဘူးလို့ Mon Liberation Army မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်အကြံဖတ်စစ်ကောင်စီကလက်နက်ကြီးများလေရင်များနဲ့ဆက်လက်တိုက်ခိုက်နေစေဖြစ်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့စစ်ရေးတရင်များကိုနာဆွင့်ပြီးဂရုတစိုက်နေထိုင်ပေးကြပါရဲ့မြစ်တရက်ခန့်ကြောင့် Mon Liberation Army မှတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးမှာငလင်ကြောင့်ပြိုကျသွားတဲ့ Grey War Hotel ကပိတ်မိသေဆုံးသူတဦးကိုငွေကျပ်360ညနာကြီးပေးရန်ကန့်လန့်ပေးမယ်လဲခင်ပွန်းနဲ့တမင်းအုပ်ဆုံးရှုံးခဲ့သူမှနှင်းနှင်းရှူလက်မခံတံပိုးကြီးကြောက်စိမ့်ပါအိပ်ပျောက်ဆုံးနေမှုရှာဖွေပေးရန် Grey War Hotel ကိုတောင်းဆိုတော့လဲပြန်မရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မန္တလေးမှာငလင်ကြောင့်ပြိုကျသွားတဲ့ Great Wall Hotel ကပိတ်မိတည်ဆုံးသူတဦးကိုငွေကျပ်သိန်း60နှစ်နာချီပေးရန်ကန့်လန့်ခဲ့ပေမဲ့ခင်ပွန်းနဲ့တမီးနှစ်ဦးဆုံးရှုံးခဲ့သူမနင်းနှင်းရွှေကလက်မခံကြောင်းကာယကံရှင်ကိုတိုင်ပြောဆိုပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြောင့် မန္တလေးမှာရှိတဲ့ Grey World Hotel မှာပြိုကျသွားခဲ့ကြအောင်အဲ့ဒီလိုပြိုကျစဉ်မနှင်းနှင်းရွှေရဲ့ခင်ပွန်းဖြစ်သူကိုအောင်ဖြိုးစုံနဲ့တမိနှုတ်ဦးဖြစ်တဲ့ရွှေအေဂရီစောဟေမိခစ်တို့စုစုပေါင်း3ဦးပိတ်မိနေခဲ့ကြအောင်တို့ရရင်ကေဇေးကြီးလုပ်ငန်းများကိုအချိန်မီလှုပ်ဆောင်ပေးရန်ခွင့်မပြုခြင်းတို့ကြောင့်ငလင်လှုပ်ခတ်ပြီး73ရက်အကြာမှအလောင်းများကိုပြန်လည်ရရှိခဲ့ကြအောင်ယခုအခါဟိုတယ်ကပိတ်မိ၍တည်ဆုံးသူတဦးကိုငွေကျပ်360ပေးရန်ကန့်လန့်လာပေမဲ့ကာယကံရှင်ကလုံးဝလက်ခံခြင်းမပြုကြောင်းသိရှိရပါတယ် Great Wall Hotel ဘက်မှကမ်းလှမ်းတဲ့နင်နာကြီးကိုကျမမနင်းနှင်းရွှေမှလုံးဝမယူပါကြောင်းငလင်ဘေးစဖြစ်တဲ့အချိန်မှစပြီး Great Wall Hotel ဘက်မှကယ်ဆယ်ရေးအပါအဝင်တခြားသောဆုံးဖြတ်ချက်များကိုနင်နာသူမိသားစုဝင်များကိုမငယ်ဘဲ၎င်းတို့ရဲ့သဘောဆန္ဒအတိုင်းသာလှုပ်ဆောင်ခဲ့ပါတယ်ဖြစ်စဉ်အစမှာလူအများနဲ့တိထားပြီးဖြစ်တယ်လို့ကျမဟာကျမရဲ့ခင်ပွန်းတဲ့ကလေးတွေရှိတဲ့နေရာအတိအကျကိုပြောပြခဲ့ပါတယ်။ဟိုတယ် CCTV မှာလည်းတွေ့မြင်နိုင်ပါတယ်။ အချိန်မနှောင်းခင်ကေဇယ်ရီအတွက်လဲ၎င်းတို့ဘက်မှတတ်မှတ်ခဲ့တဲ့နေရာများမှာသာလှုပ်ဆောင်ခဲ့ရပြီးအမျိုးမျိုးသောအခြေအနေများနဲ့ဟန်တာများစွာကြားမှာဓာတ်ပေါ်တွေတောင်မနေ့ပြန်တည်ရအောင်အပူများစွာနဲ့ကိုတူကိုတက်ကြိုးပမ်းခဲ့ရတဲ့အတွက်အခုချိန်မှာမိသူတို့ဖြစ်သိမ့်မှုမှကျမကိုမဖြေစေနိုင်ပါဘူးလို့မန်နင်းနှင်းရွှေကပြောဆိုပါတယ် Great Wall Hotel အနေနဲ့နင့်နာကြီးပေးမဲ့အစားတံပိုးကြီးကြောက်စိမ့်ပစ္စည်းများပါဝင်တဲ့ခီးဆောင်အိတ်ကိုရှာဖွေပေးဖို့ Hotel ဘက်ကိုတောင်းဆိုခဲ့ပေမဲ့အခုချိန်ထိပြန်လဲရရှိခြင်းမရှိကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်။ယခုကျမသည်၎င်းတို့ဘက်မှကမ်းလန်းလာတဲ့နင့်နာကြီးကိုမလိုချင်ပါကျမခင်ပွန်းရဲ့နောက်ဆုံးချွေးနှဲစာကြောက်တွေပါတဲ့အိတ်ကိုပဲပြန်လုံချင်ပါတယ်ရအောင်ရှာပေးပါလို့ဟိုတယ်ဘက်ကိုတောင်းဆိုခဲ့ပါတယ်။သို့တော့လူလဲကယ်ခွင့်မရသလိုယောက်ျားဖြစ်သူရဲ့နောက်ဆုံးချွေးနှဲစာပါလက်ဝယ်မရရှိခဲ့ပါဘူး။ ဒီရက်အပိုင်းခြားတွေမှာကျမတို့ခင်မွန်းဖြစ်သူနဲ့ကလေးတွေရဲ့နောက်ဆုံးခီးကိုလိုက်ပို့နေခဲ့တော့ပစ္စည်းကိုအာရုံမဆိုင်မိခဲ့ပါဘူးကိစ္စတွေပြီးတော့နောက်နေ့ကျမဟိုတယ်သွားတဲ့အချိန်ကျမတို့ရဲ့ luggage 8ထဲကအဝယ်စားတချို့နဲ့မိတ်ဆွေများစီလက်ဆောင်ပေးမဲ့ကြောက်စိမ့်ပစ္စည်းအနည်းငယ်သာပြန်လည်ရရှိခဲ့ပါတယ်တံမိုးကြီးပစ္စည်းကြောက်စိမ့်ကတော့လက်ဝယ်ပြန်မရခဲ့ပါဘူးရှင်ယခုလိုပြောနေရချင်းဒီကျမဘက်မှပစ္စည်းတံပိုးငွေကြေးတွေထက်ကျမခင်မွန်းဖြစ်သူနောက်ဆုံးရှာဖွေခဲ့တဲ့ချွေးနှဲစာမှုကျမဒါကိုပဲလိုချင်ပါတယ်လို့မန်နင်းနှင်းရွှေကဆက်လက်ပြောဆိုပါတယ် Grey World Hotel ဘက်ကတော့ Matchla 28ရက်နေ့ငလင်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးကြရမှာမန္တလေးမြို့ Grey World Hotel လည်းပါဝင်ခဲ့ကြောင်း Grey World Hotel က Matchla 28ရက်နေ့နဲ့ April 12ရက်နေ့အထိကေဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရမှာအသက်ရှင်လျက်ကေဆယ်နိုင်သူ9ဦးနဲ့ကွယ်လွန်သူ16ဦးရှိခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မျက်နာရေပတ်ခံရပြီးစိုက်ကဲမှောက်၍ကိုဝန်ဆောင်အမျိုးသမီးတေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အေယာဝတီတိုင်းမအူပင်မြို့နယ်မှာတကြံရီဆော့ကစားရမှာစိုက်ကယ်ဟန်ချက်ပြက်၍တိမ်မောက်ပြီးကိုဝန်ဆောင်အမျိုးသမီးတေဆုံးခဲ့တဲ့ဖြစ်စဉ်တစ်ခုဧပြီလ15ရက်နေ့တကြံအကျက်နေကဖြစ်ပွားခဲ့ပါတယ်။မအူပင်မြို့နယ်ရွှေတောင်မော်ရွာမှာယနေ့နက်9နာရီဝန်းကျင်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးစိုက်ကယ်စီးနှင်းလာတဲ့ကိုဝန်ဆောင်အမျိုးသမီးကိုလမ်းပေါ်မှာရေကစားနေကြသူတွေကရေပတ်ရမှာစိုက်ကယ်တိမ်မောက်ခဲ့ခြင်းဖြစ်တယ်လို့ဒေသခံများကဆိုပါတယ်။ကလေးတွေကရေနဲ့မျက်နှာကိုပတ်လိုက်လို့စိုက်ကယ်ကဟန်ချက်ပြက်ပြီးတစ်ဖက်လမ်းပေါ်ရောက်တော့လာတဲ့ကားနဲ့တိုက်မိရင်ဆုံးသွားတယ်လို့သိရတယ်။ မြို့သမီးလေးကအသက်20ကျော်ပဲရှိသေးတဲ့ကိုဝန်နှလားရှိနေတာတယ်လို့ဒေတာခန့်တဲ့ဦးကပြောဆိုပါရယ်စိုက်ကဲတိမောက်ကတစ်ဖက်ရင်ကျောမှာကားနဲ့တိုက်မိပြီးကိုဝန်ဆောင်အမျိုးသမီးဟာနေရာရင်မှတေဆုံးခဲ့ခြင်းဖြစ်ပါတယ်ရှိပတ်တဲ့သူတွေကိုတော့အမှုဖွင့်ထားတာလားမဖွင့်ထားတာလားမသိရသေးဘူးဇာပနာကိုတော့တချံဆိုတော့မြမအယူရချက်ချင်းလို့ရတာပေါ့အမှုကိစ္စနဲ့ပတ်သက်ပြီးတော့လဲသူတို့မိသားစုကိုမမေ့ရသေးဘူးသူ့အမျိုးသားလည်းတော်တော်စိတ်ထိခိုက်နေတယ်လို့မိသားစုနဲ့နှိစက်တူတူကဆိုပါတယ် ရေပတ်ခံရမှုကြောင့်စိုက်ကဲတိမ်းပေါက်ခါလူသေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးလူမှုကွန်ရက်သုံးဆွဲသူများကဝန်ထဲကြောင်းရေးသားထားကြပြီးစီကံမဲ့ရေကစားမှုအပေါ်ဝေဖန်မှုများရှိနေပါတယ်။စိုက်ကဲတိမ်းပေါက်ကသေဆုံးခဲ့တဲ့အမျိုးသမီးရဲ့နာရီကိုယနေ့ညနေ3:00နာရီမှာပြုတ်လုံမယ်လို့သိရပါတယ်။အဲဒီနောက်စကိုင်းငလင်မှပေးတဲ့စိန်ခေါ်မှုနဲ့အခွင့်အရေးများဆိုတဲ့ဆရာမြတ်ထွန်းရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။ယခုငလင်ဟာစကိုင်းကိုအခြေခံဖြစ်တော်လို့စကိုင်းငလင်လို့သာခေါ်ပါမယ်။မဲလုံးပြောတယ်လို့မခေါ်ပါဘူး။ ပထမဆုံးကတော်လိုင်းရင်အတွင်းမှာငလင်းလိုတဘာဝဘေးဒဏ်ကြောင့်မဟုတ်ပဲမာအာလာကခိုးဆိုးလူရဲ့အာနာသိမ့်လို့ကြာဆုံးသွားသူများအတွက်ဝမ်းနေပါတယ်ဆိုတာပြောပြရစီမာအာလာတက်လို့တည်တဲ့သူတွေအတွက်ဝမ်းနေတာကတော့လူကတက်လို့ပါဒါပြီးရင်တဘာဝဘေးရန်တွေကြောင့်တည်သွားတဲ့သူများနဲ့စစ်တပ်ရဲ့စီမံခန့်ခွဲမှုညံ့ဖျင်းလို့ကိုဗစ်နဲ့ငလင်းမှာတည်ဆုံးသွားသူများအတွက်လည်းဝမ်းနေတယ်ဆိုတာပြောထားပြရစီ ယခုရေးမာကစကိုင်းငလင်ကြောင့်ဖြစ်ပေါ်လာတဲ့စိန်ခေါ်မှုနဲ့အခွင့်အရေးတွေကိုရေးမာဖြစ်လို့ငလင်လောက်တာကိုဝမ်းတာတာမဟုတ်ပဲလက်ရှိအခြေအနေကိုပကတိအတိုင်းရေးပြမှာပါမအားလာဟာငလင်မတိုင်ခင်မှာမန္တလေးကိုတော်လန်ရေးတပ်ဖွဲ့တွေတင်ပိုက်နိုင်တော့မယ့်အနေအထားကနေတရုတ်အကူကြီးနဲ့ရက်တန်နိုင်ခဲ့ပါတယ်ဒါအပြီးမှာပဲမအားလာကရုရှားကိုတွားပြီးကျွတ်မင်းဆက်အခင်းပြီးမှာအားလုံးကအပနိုင်ပြီဆိုပြီးဘောမတွေအရှိန်ထနေခဲ့ကြပါတယ် တော်လန်ရေးမှာရုရှားအမေရိကန်တရုတ်တို့ကဲတိုင်းနိုင်တာမဟုတ်တာကိုလူတိုင်းသိပေမဲ့မအားလာတတ်ထဲမှာတော့ဟုံနိုးနိုးဖြစ်နေခဲ့ကြပါတယ်။ဒီအိမ်မက်တွေကမတ်လ28ရက်မှာတော့တကယ်မဟုတ်တော့မှဘောမာတွေရောနန်းတွေရောတိလိုက်ကြရပါပြီ။အားလုံးသိတဲ့အတိုင်းဒီမိုတင်းချုပ်ထားတဲ့နေမြေတွေကပြည်သူတွေဟာမအားလာစစ်တပ်ကနေ့စဉ်ဘုံကျဲမီးရှို့တဲ့ဒဏ်တွေကြောင့်မိမိတို့ကိုယ်အိမ်တွေမှာမနေနိုင်ပဲပြေလွာပုန်းရှောင်နေခဲ့ရတာလာပေါင်းနှစ်ပေါင်းများစွာကြာနေခဲ့ကြပါပြီ။ စကိုင်းမကွေးမန္တလေးကစစ်ဘေးရှောင်တွေကိုကုလကမကူတလို့ဘယ်နိုင်ငံမှလည်းလာပြီးမကူညီကြပါဘူး။သူတို့ဖာသာသူတို့ပြည်သူအချင်းချင်းသာဖေးမှကူညီနေခဲ့ကြရတာပါ။အဲ့ဒီအချိန်မှာတော့မအားလာထိမ့်ချုပ်ထားတဲ့မြို့ပေါ်တွေမှာအထူးသဖြင့်နေပြည်တော်ကနန်းတွေနေတဲ့အဆောက်အုံတွေစစ်တပ်အဆောက်အုံတွေတိုင်းစစ်ဌာနချုပ်တွေဟာအဆောက်အုံဒုတဲ့အလွန်ကြီးမားတာကြောင့်လေတက်မရှိတဲ့ပေါင်900ဘုံမရှိတဲ့အတိုက်ခံ PDF တွေအတွက်အလံဝေးနေခဲ့ပါတယ်။ဒါကြောင့်မို့လို့မအားလာဟာတရုတ်နဲ့ရုရှားအကူအညီနဲ့ပြည်သူတွေရဲ့တော်လှန်စစ်ကိုပြန်ထိန်းနိုင်တော့မအောင်ဖြစ်ခဲ့ပါတယ်။ မတ်လ28ရက်နေ့ငလင်လှုပ်ချိန်မှာနေပြည်တော်ကစစ်ရုံးချုပ်တဲကနှစ်ထပ်အဆောက်အုံတောင်ပြိုကျတာတွေဖြစ်ခဲ့ပါတယ်။ပုံမှန်သာဆိုလို့ရှိရင်စစ်အဆောက်အုံတွေကအင်မတန်ခိုင်ခန့်ရမှာအလုံးတိမှာပါ။ဒါပေမဲ့ဖြစ်ချင်တော့မအလာရဲ့စစ်အင်ဂျင်နီယာတက်ကနေပြည်တော်တိဆောက်ချိန်မှာလိုအပ်တာထက်အလွန်အကျွံခိုးခဲ့လို့အလုံးပြိုကျပျက်စီးခဲ့ပါတယ်။မပြိုတဲ့အဆောက်အုံတွေကလည်းလူနေဖို့အင်မတန်ခက်ခဲသွားခဲ့ပါတယ်။စစ်တပ်ကအဆောက်အုံတွေတောင်ပြိုရင်တာမန်အဆောက်အုံတွေကပြိုမှမြေကြီးလက်ခံမလွဲပါဘူး။ စစ်ရုံးချုပ်တဲကမြေအောက်လန်ကူထဲမှာပိတ်မိနေသူတွေဟာယခုအချိန်ဆိုတေပြီလို့ယူဆလို့ရပါတယ်အထဲမှာစားနပ်ရိက္ခာရှိပေမဲ့အောက်ဆီဂျင်ပေးစနစ်တွေကပျက်စီးသွားခဲ့ပါတယ်ဥမင်လန်ကောင်းတွေရဲ့သဘောတရားကအပေါ်ကဘုံကျဲတဲ့ဒဏ်တွေကိုခံနိုင်ပေမဲ့အောက်ကငလင်လှုပ်တဲ့ဒဏ်ကိုတော့မခံနိုင်ပါဘူးဒါအပြင်နေပြည်တော်နဲ့အခြားစစ်ဌာနချုပ်တွေဆက်သွယ်ထားတဲ့မြေအောက်ဆက်သွယ်ရေးစနစ်တွေလည်းပျက်စီးသွားခဲ့ပါတယ်သူတော်မှဂျိုဒုစနစ်ကိုပြန်အားထားရတဲ့အခြေအနေအစပိုင်းမှာပြန်ဖြစ်သွားခဲ့ပါတယ် နေပြည်တော်မှာမထုတ်ပြန်တဲ့ထိတ်တန့်လျှို့ဝှက်ထားတဲ့မအားလာတတ်သားအလောင်းတွေစစ်မိသားစုတွေရဲ့အလောင်းတွေကယာကနန်းရှိပါတယ်။ဒါအပြင်မန္တလေးအလဲပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ပျက်စီးမှုထိခိုက်ဒဏ်ရာရမှုဟာလည်းယာနဲ့ချီရှိပါတယ်။တေဆုံးသူမှာငလင်ဖြစ်စဉ်ကပိတ်မိလို့တေသူရှိတယ်လို့ကေတာနောက်ကျလို့တေသူလည်းရှိပါတယ်။ဆွဲထုတ်လို့ရသူများမှာလည်းကေတင်နာနောက်ကျတဲ့အတွက်ကြောင့်မို့လို့ရည်တက်ခန်းချောက်ကြောက်ကပ်ပြက်ပြီးတေသွားသူများလည်းရှိပါတယ်။အချို့ရှင်သူများကတော့ခြေပြက်လက်ပြက်ပါတယ်။ တေပြောက်များတာကမအားလာစီမံခန့်ခွဲမှုညံ့ဖျင်းလို့ပါမအားလာကကဲဆယ်မှုကိုချက်ချင်းမလုပ်နိုင်ပဲဟိုယောင်ယောင်ဒီယောင်ယောင်ဟိုဖရလိုလိုဘာလိုလိုရှောက်လုံနေလို့မလို့အဖက်သူ့လူတွေတေသွားခဲ့ကြရပါတယ်မအားလာစစ်တဲ့အပြင်နေပြည်တော်တွေကနန်းတွေနေတဲ့အဆောက်အုံတွေကရုံးတွေလည်းပြိုကျပျက်စီးသွားခဲ့ပါတယ်ယခုငလင်ဖြစ်သွားတာကမြေကြီးက CDM လုတ်လိုက်တဲ့ပုံစံမှာမြေကြီးကမအားလာတက်ကိုသူ့ကိုထောက်ခံတဲ့နန်းတွေကိုနေပြည်တော်မှာနေလို့မရအောင်အလုလုလို့မရအောင်လုတ်လိုက်တာပါ သူတို့ဆက်အလုပ်လုပ်ရင်လေလေဟာပြင်းထဲမှာတဲထိုးပြီးအလုပ်လုပ်ရမယ့်ပုံစံမျိုးဖြစ်သွားခဲ့ပါတယ်။ရှင်းရှင်းပြောရရင်မအားလာကိုထောက်ခံတဲ့သူတွေဟာလေစစ်ပြေးတွေလိုယာယီတဲထိုးပြီးနေရတဲ့ဘဝကိုချက်ချင်းရောက်သွားခဲ့ကြပါတယ်။သူတို့ပြည်သူတွေအိမ်ကိုမီးတွေရှို့တယ်လို့နေစရာမရှိအောင်လုပ်တယ်လို့မအားလာစစ်တပ်နဲ့သူ့ကိုထောက်ခံတဲ့နန်းတွေကလည်းမြေပြင်ပေါ်မှာနေရပြီးဒုက္ခသည်တွေလိုချက်ချင်းဖြစ်သွားခဲ့ပါတယ်။ဒါဆိုလို့ရှိရင်ဒီငလင်ကဘာဆက်ဖြစ်မလဲ။ စာရေးသူတို့ဒီမိုတော်လန်ဒေတာတွေမှာအကူအညီလိုအပ်ရင်မန်အားလာကခွင့်ပြုမှအကူအညီရကြတာအားလုံးသတိထားမိမှာပါယခုမန်အားလာကိုကုလကဖြစ်ဖြစ်အာဆီယံကဖြစ်ဖြစ်အကူအညီပေးတယ်ဆိုပါစို့သူတို့ဟာလည်း NUG နဲ့ PDF တွေကခွင့်ပြုမှအကူအညီပေးလို့ရတော့မှာပါဘာလို့လဲဆိုတော့သူတို့ဘာနဲ့လာလာ PDF တွေကရန်ကုန်မန္တလေးလမ်းမှာမန္တလေးစကိုင်းလမ်းမှာလေစိတ်မှာကြားဖြတ်တိုက်ခိုက်လို့ရှိရင်ကုလလည်းမလာရဲတယ်လို့အာဆီယံလည်းလာရဲမှာမဟုတ်ပါဘူး ရုရှားလည်းလာကူရဲမှာမဟုတ်ပါဘူးတရုတ်လည်းသူ့လုံခြုံရေးအာမမခံရင်မလာပါဘူးဘယ်သူမှမအားလာကိုကူညီဖို့တော့သူတို့စစ်တပ်နဲ့ဝင်မလာပါဘူးသူတို့စစ်တပ်နဲ့ဝင်လာလဲစာရေးသူတို့မှရှုံးစရာဘာမှမရှိပါဘူးဒါကြောင့် NUG အနေနဲ့ကစာတက်ရင်ကုလရောအာဆီယံပါလာခွင့်ပြုချက်တောင်းရမှာပါသူ့ကိုရင်ကိုလည်းလာကူခိုင်းရမှာပါဒါကြောင့်မအားလာဟာငလင်အတွက်သူ့ဒေတာမှာကဲဆယ်ရေးတွေရလို့ရှိရင် NUG PDF နဲ့ဆွေးနွေးမှရတော့မှာပါ။ အပြစ်မရရင်သူတို့အုပ်ချုပ်တဲ့ဒေသတွေလည်းငြိမ်းချမ်းမှာမဟုတ်ဘူးဆိုတာသူတို့သိအောင်လုပ်ပေးရမှာပါယခင်ကသူကအစောက်အုံတွေထဲမှာနေပေမဲ့ယခုသူဟာငလင်ကြောင့်အပြင်ထွက်နေရပါပြီတရုတ်နဲ့ရုရှားကလက်နက်လောက်တာကူညီပေမဲ့တိုင်းပြည်ပြန်လဲတိဆောက်ရေးလောက်တော့မကူညီနိုင်ပါဘူးဒါကြောင့်တခြားအဖွဲ့တွေရဲ့အကူအညီလိုရင်လဲမအလကယခုအတိုင်းသွားနေလို့မရပါဘူးငလင်လောက်အပြီးဘောမာတွေကနာကစ်လိုပဲနာကစ်အပြီးရွေးကောက်ပွဲလုပ်ခဲ့တယ်လို့ငလင်အပြီးရွေးကောက်ပွဲလုပ်နိုင်မယ်လို့ထင်နေခဲ့ကြပါတယ် နာဂင်နဲ့မတူတာကနာဂင်မှာတကယ်ထိတဲ့အေယာဝတီတို့ပင်လဲနဲ့နီးစပ်တဲ့နေရာတွေဟာစစ်တပ်တွေမထိဆက်ခဲ့ပါဘူး။ယခုငလင်ကမာအာလာအုပ်ချုပ်တဲ့ရွေးကောက်ပွဲလုပ်ဖို့ပြင်ထားတဲ့နေရာတွေကိုရန်ကုန်ကလွှဲရင်အဓိကထိခိုက်သွားခဲ့ပါတယ်။အချင်းချုပ်ရရင်သခိုင်းငလင်ကြောင့်အသက်ဆုံးရှုံးမှုများစွာ ဖြစ်ခဲ့ရပေမဲ့ငလင်ကမာအာလာအုပ်ချုပ်တဲ့နေရာတွေအထူးသဖြင့်စေယုံချုပ်တက်ကုန်းအေလာနဲ့မအလာအုတ်ချုပ်တဲ့ဒေတာကဌာနဆိုင်ရာအဆောက်အုံတွေကိုဘုံကျဲလိုက်တယ်လို့နေလို့မရအောင်ဖြစ်သွားခဲ့ပါတယ်။ မအားလာကိုတစ္ဆာခံတဲ့စစ်တပ်တွေသူ့မိသားစုတွေနန်းတွေနန်းတွေရဲ့မိသားစုတွေဟာလည်းယခုငလဲမှာတေသူတေဒံရရသူရအသက်ရှင်သူကလည်းဒုက္ခတဲ့ဘဝကိုစစ်ပြေးတွေကဲ့သို့ဖြစ်သွားခဲ့ပါတယ်။တချို့ပြည်သူတွေကစစ်ဘေးရှောင်တဲ့အချိန်မှာနိုင်ကလပ်မှာပျော်ခဲ့သူတွေလည်းစစ်ဘေးရှောင်တွေကဲ့သို့မိုးရဲလေတဲ့တဲထိုးနေရတာကိုစာနာတော်တက်စေပါတယ်။စကိုင်းငလင်ကြီးကစကိုင်းတော်လန်ရေးလိုပဲတရုတ်နဲ့ရုရှားကဘလို့ပဲကူညီကူညီမအားလာကြရှုံးရအောင်မြေကြီးက CDM လုတ်လိုက်တာပါပဲ စကိုင်းကတော်လန်ရေးနေပြည်တော်ကိုမရောက်ခင်စကိုင်းငလင်ကရောက်သွားခဲ့ပါပြီဒီအခွင့်အရေးကိုတော်လန်ရေးအဖွဲ့တွေကအတုံးချပြီးနေပြည်တော်ကိုချီတက်နိုင်ရင်တော့အောင်ပွဲကမလွဲတော့ပါဘူးတရုတ်နဲ့ရုရှားပီအားကိုစကိုင်းငလင်ကချေမုန်းလိုက်ပါပြီတော်လန်ရေးအတွက်အခွင့်အလမ်းနဲ့ပြည်သူကအတုံးချရမှာပါမအားလာအခက်ပြည်သူအချက်ပါပြည်သူသာအဓိကပါဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ် နောက်ထပ်ပြည်ရင်းပြည်ပသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ